်မင်္ဂလာပါရှင်ဘာမခိတ္တတရင်ဌာနဤထိတ်တန်တရင်များကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့မြန်မာစစ်တပ်ရွေးကောက်ပွဲမှာလွတ်လပ်မှုနဲ့ယုံကြည်စရာကောင်းသောရွေးကောက်ပွဲမဟုတ်၍အတိအမှတ်မပြုဟုထိုင်းနိုင်ငံသား၏ဝန်ကြီးကထုတ်ပြောပြီးဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးရန်အချိန်တန်ပြီးဟုတောင်းဆိုရဲဆွဲတဲ့တရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် မြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာလွတ်လပ်မှုနဲ့ယုံကြည်စရာကောင်းသောရွေးကောက်ပွဲမဟုတ်၍အတိအမတ်ပြုမိမဟုတ်ကြောင်းထိုင်းနိုင်ငံသားဝင်ကြီးစီဟာဆက်ဖောင်ဟက်ကိုကထုတ်ပေါ်ပြောဆိုလိုက်ပြီးဒေါအောင်ဆန်းစုကြည်ကိုလည်းလှုပ်ပေးရန်အချိန်တန်ပြီးခုလည်းတောင်းဆိုလိုက်ပါတယ်။နိုဝင်ဘာလ25ရက်နေ့တွင်ထိုင်းနိုင်ငံသားဝင်ကြီးကထိုထိုထုတ်ပေါ်ပြောဆိုလာခြင်းဖြစ်ပြီးမြန်မာစစ်တပ်ရွေးကောက်ပွဲသည်လွတ်လပ်မှုနဲ့ယုံကြည်စိတ်ချရမှုနှစ်ခုစလုံးရှိမိမဟုတ်ကြောင်းသူ့အနေဖြင့်လည်းရွေးကောက်ပွဲကိုအတိမတ်ပြုမိမဟုတ်ကြောင်းထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။ ကျွန်တော်တို့ကရွေးကောက်ပွဲကိုလွတ်လပ်ပြီးယုံကြည်ရတဲ့ရွေးကောက်ပွဲဖြစ်စေချင်ပါတယ်။ဒါပေမဲ့ဒီလိုဖြစ်လာမှာမဟုတ်ဘူးဆိုတာကျွန်တော်တို့သိပါတယ်။ကျွန်တော်တို့အနေနဲ့ဒီရွေးကောက်ပွဲကိုအတိအမှတ်ပြုမဲ့အနေအထားမျိုးမှာရှိမှာမဟုတ်ဘူးဟုထိုင်းနိုင်ငံသားရေးဝန်ကြီးကဆိုပါတယ်။သို့သော2010ခုနှစ်တွင်သမရသိန်းစိန်ကမပြည့်စုံသောရွေးကောက်ပွဲဖြင့်သမရအဖြစ်ရွေးကောက်တင်မြောက်ခံခဲ့ရပြီး ။နောက်ပိုင်းဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးခဲ့က NLD ကရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့မှုကိုပြန်ပြောင်းပြောကြားကရင်းကဲ့သို့ပြုပြင်ပြောင်းလဲရေးစီသို့ခြေလှမ်းတရက်ဖြစ်နိုင်ကြောင်းအကြံပြုခဲ့ပါတယ်။မပြေစုံသောရွေးကောက်ပွဲတစ်ခုကလည်းနိုင်ငံကိုတည်ငြိမ်မှုနဲ့ဒီမိုကရေစီတို့ပြန်လည်ရောက်ရှိစေရန်ကောင်းမွန်သောအခွင့်အရေးတစ်ခုဖြစ်နိုင်ပါれဟု၎င်းကပြောကြားပါれ။ထို့ပြင်အသက်80နှစ်အရွယ်ဒေါအောင်ဆန်းစုကြည်ကိုလူသားချင်းစာနာမှုဖြင့်ပြန်လည်လွှတ်ပေးရန်မြန်မာစစ်တပ်ကိုထိုင်းနိုင်ငံသားဥပဒေကြီးကတောင်းဆိုပါれ။သူမကိုလွှတ်ပေးဖို့အထင်တန်ပါပြီ တခါတလေမှပြောသင့်တဲ့အမှန်ကန်တဲ့အရာတွေကိုကျွန်တော်တို့ပြောရပါမယ်။သူမဟာအချိန်ကြာမြင့်စွာထိမ့်သိမ့်ခံခဲ့ရပါတယ်။သူမရဲ့အသက်အရွယ်ရသူမရဲ့အကျမ်းမရဲ့အခြေအနေကိုကျွန်တော်တို့မသိရပါဘူး။ဒါကြောင့်အဲ့ဒါကိုပထမဆုံးအချက်အနေနဲ့ဒါမှမဟုတ်ချက်ချင်းပဲလှုပ်ဆောင်ပြီးဖို့ကျွန်တော်မျှော်လင့်ပါတယ်ဟု၎င်းကဆိုပါတယ်။ရှင်းပြင်ရွေးကောက်ပွဲပြီးသွားသည့်အချိန်အာဆီယံအနေဖြင့်မြန်မာနိုင်ငံကိုပြန်လည်ထိတွေ့ဆက်ဆံရန်ခက်ခဲမိဖြစ်ကြောင်းထိုင်းနိုင်ငံသားဥပဒေကြီးကထပ်မံပြောဆိုခဲ့ပါတယ်။ ်လက်ရှိအခြေအနေတွေနဲ့သူတို့လိုအပ်တဲ့ပြန်လည်တင်းမြတ်ရေးဆွေးနွေးမှုမျိုးမရသေးပဲရွေးကောက်ပွဲကျင်းပမယ်ဆိုရင်အာဆီယံအနေနဲ့မြန်မာနဲ့ပြန်လည်ထိတွေ့ဆက်ဆံဖို့ခက်ခဲမယ်လို့ထင်ပါတယ်ဟုထိုင်းနိုင်ငံသားယူဖွဲ့ကြီးကဆက်လက်ပြောဆိုပါတယ်အရှိတောင်အာရှကြားဖြန့်တထေးတွေကိုဖန်စီနိုင်ရင်သတင်းပေးသူကိုဒေါ်လာ25တန်စုချင်းမြင့်မယ်လို့အမေရိကန်စုချေးထုတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီလဆော်ပိုင်းမှာအမေရိကန်တာဝန်ရှိသူတွေဟာ လွန်ခဲ့သော9နှစ်နီးပါးခန့်ကဒေါ်အောင်ဆန်းစုကြည်ကိုဖြုတ်ချခဲ့တဲ့မြန်မာစစ်တပ်ရဲ့အကြီးကငွေကြေးထောက်ပံ့သူဖြစ်တဲ့တိုင်းဒါလနက်ကိုင်အဖွဲ့တပ်ဖွဲ့နဲ့မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေကိုတုံ့လုတ်သွားစေနိုင်တဲ့အရေးပါသောလှုပ်ရှားမှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။နိုဝင်ဘာလ17ရက်နေ့မှာဝါရှင်တန်ရှိအကြီးတန်းအရာရှိတွေကကြားဖြတ်နေတဲ့ရဲ့အထူးတပ်ဖွဲ့ဖွဲ့စည်းကြောင်းကျင်းပခြင်းဟာထိုင်းမြန်မာနယ်စပ်အနီးရှိအွန်လိုင်းငွေလိမ်ခိုင်းတွေကိုနှိမ်နှင်းမဲ့ကြိုးပမ်းမှုတွေကိုပုံမပြင်းထန်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့ပတ်ကမြန်မာစစ်တပ်အရာရှိကြီးတွေဟာစောချစ်သူဦးဆောင်တဲ့လက်ရှိမှာကရင်အမျိုးသားတပ်မတော် KNA ဟုလူတီညာတော်နေချာဆောင်တဲ့ BGF အဖွဲ့ဝင်တွေနဲ့တွေ့ဆုံခဲ့ပြီးစေကောင်းဆောင်မြောင်းလိုင်းကနေဆက်ရှိကြားဖြတ်လုပ်ငန်းတွေကိုချက်ချင်းနှိမ့်နှင်းဖို့ညွှန်ကြားထားတယ်လို့ပြောကြားခဲ့ပါတယ်။မကြာသေးမီလများအတွင်အမေရိကန်အစိုးရဟာထိုင်းနိုင်ငံနဲ့နယ်နိမိတ်ချင်းတိဆက်နေတဲ့မြဝတီဒေသရှိ တရုတ်လူစုခိုင်းများကိုကောက်ွယ်ပေးနေသောရခိုင်ကဒီမိုကရက်တစ်ကရင်အကျိုးပြုတက်မတော် DKPA လို့လူသိများခဲ့တဲ့ခရင်လက်နက်ကိုင်အဖွဲ့မှအထူးကပုံကိုယ်ရည်အပြင်ကမ်ဘောဒီးယားရှိ Prince Grunay Huyon Group ဆိုတဲ့အဖွဲ့အစည်းနှစ်ခုကိုပိတ်ဆို့အရေးယူခြင်းဖြင့်အရှိတောင်အာရှရှိရန်စခွေခွန်ရက်တွေရဲ့ online ငွေလင်ခိုင်းတွေကိုတိုက်ဖြတ်ဖို့ကြိုးစားခဲ့ပါတယ်။ American ရဲ့ကြားဖြတ်နေနေရဲ့အထူးတပ်ဖွဲ့မှ Federal စုံစမ်းစစ်ဆေးရေးဖြူတော် FBI American လှုပ်ဝက်ဝန်ဆောင်မှုအဖွဲ့ UN Secret Service နဲ့ ဗန်နာယူဝင်ကြီးဌာန US Treasury တို့မှာတာဝန်ရှိသူတွေပါဝင်ပါတယ်။အမေရိကန်နိုင်ငံသားတွေကိုငွေကြေးလိမ့်လည်တဲ့အဆင့်မြင့်နိုင်ငံဖြတ်ကျော်ရာဇဝတ်ကောင်တွေကိုဖမ်းဆီးပြီးဆွဲချက်တင်နိုင်ရေးအတွက်သတင်းပေးနိုင်သူကိုဒေါ်လာ25တန်စုချီးမြှင့်မယ်လို့အမေရိကန်နိုင်ငံသားရေးဝင်ကြီးဌာနမှအကြီးတန်းအရာရှိတအူးကပြောပါတယ်။ပြီးခဲ့တဲ့နှစ်ကအမေရိကန်နိုင်ငံသားတွေထံမှဒေါ်လာ10ဘီလီယံဝန်းကျင်ခိုးယူခဲ့တဲ့အရှိတောင်အာရှရှိကြားဖြတ်လုပ်ကိုင်သူတွေကိုတံပြန်ဖို့စူးစမ်းမှုရဲ့တစိတ်တစ်ပိုင်းအဖြစ်ကြားဖြတ်နှိမ့်နေရေးအထူးတပ်ဖွဲ့ကို အလားတူငွေကြေးပမာဏထောက်ပံ့မယ်လို့သိရပါတယ်။အရှိတောင်အရှာရှိကြားဖြတ်လုပ်ငန်းတွေဟာ shop ပေါ်စွာစီကံသတ်မှတ်ထားသောကာစီနိုလောင်းကစားရုံတွင် online လောင်းကစားတွေမှတက်ဆင် စတင်ပေါ်ပေါက်လာခဲ့တာပါ။ပိတ်ဆို့မှုတွေနဲ့တင်းကျပ်သောနေဆက်ထိန်းချုပ်မှုများအကြား online ရာဇဝတ်ခိုင်းတွေဟာဝင်ငွေအရင်းအမြစ်တွေရှာဖွေခဲ့ကြရာ covid-19 ကရောဂါကာလအတွင်းတိတိတသာကျပြန့်လာခဲ့ပါတယ်။ American ငြိမ်းချမ်းရေး Institute ရဲ့ထုတ်ပြန်ချက်အရ ညောင်ရီမျိုးရှိကြားဖြတ်လုပ်ငန်းတွေအခြေစိုက်ရာရွှေကုတ်ကိုကို2019ခုနှစ်မှာဟောင်ကောင်၌မှတ်ပုံတင်ထားတဲ့ရထိုင်း International Holding Group မှတည်ထောင်ခဲ့ပြီးမူလကာစီနိုလောင်းကစားနေရာအဖြစ်ကြော်ညာခဲ့ပါတယ်။ကြားဖြတ်လုပ်ငန်းတွေဟာမြန်မာနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံစလုံးမှာနက်နက်ရှိုင်းရှိုင်းအမြင့်ထွင်နေပြီဖြစ်ရာလေးလာသူတွေဟာနောက်ဆုံးရသတင်းတွေအပေါ်တုံ့ပြန်မှုတွေကိုတန်တရားစိတ်နဲ့စောင့်ကြည့်နေပါတယ်။ကြားဖြတ်လုပ်ငန်းတွေများမှာ မ်ဘောဒီးယားနိုင်ငံရရှိတဲ့ဝင်ငွေဟာဒေါ်လာ12ဘီလီယံမှ16ဘီလီယံကြာရှိမယ်လို့အမေရိကန်ကခန့်မှန်းထားပြီးယင်းပမာဏဟာနှစ်စဉ်ပြည်တွင်းအသက်တင်ထုတ်လုပ်မှု GDP ရဲ့40ရာခိုင်နှုန်းခန့်ရှိပါတယ်။ယခုလအစောပိုင်းမှာရခိုင်ကရွှေကုတ်ကိုကြားဖြတ်လုပ်ငန်းကိုဦးဆောင်ခဲ့သူလောင်ကစားဘရင်ရှီတီကျန်းကိုထိုင်းနိုင်ငံကပေကျင်းဤတောင်းဆိုမှုအရတရုတ်နိုင်ငံသို့လွှဲပြောင်းပေးခဲ့ပါတယ်။၎င်းအား2022ခုနှစ်တွင် ထိုင်းနိုင်ငံကဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။မြန်မာစစ်တပ်က KK ဘက်လို့ခေါ်တဲ့ကြားဖြတ်လုပ်ငန်းတွေရှိရာအဆောက်အုံ180ကိုဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။မြန်မာစစ်ကောမရှင်ကနိုင်ငံသားသား1000ကျော်ကိုဖမ်းဆီးခဲ့ပြီးကွန်ပျူတာ2653လုံးနဲ့မိုဘိုင်းဖုန်း2850လုံးတို့ကိုသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။အဆိုပါပမာဏဟာထိုင်းမြန်မာနယ်စပ်တခြားရှိကြားဖြတ်လုပ်ငန်းတွေမှာဖမ်းဆီးခံထားရပြီးအထမခိုင်းစေခံရသူတွေရဲ့အနေငယ်များသာဖြစ်ပါတယ်။ ရွှေကုတ်ကမှကြားဖြတ်လုပ်ငန်းတွေရပ်တန့်သွားခဲ့လျင်ပင်အပေါ်ပါမြေပုံတွင်ပေါ်ပြထားတဲ့အတိုင်းထိုင်းနေဆက်အနည်းရှိထိုင်းချမ်းမှကြားဖြတ်လုပ်ကံရတတိယမြောက်အတ္တိကအဆောက်အုံဝင်းတစ်ခုကြန့်ရှိနေပါသေးတယ်။ရပ်စွေခိုင်းများကိုစောင့်ကြည့်နေတဲ့ကျွမ်းကျင်သူတွေကကြားဖြတ်လုပ်ငန်းတွေအလုံးကိုအပီးသက်ဖေရှားဖို့ဂျိုးပန်းအားထုတ်မှုတွေလိုအပ်မယ်လို့ပြောပါတယ်။သို့တော့ယခုအချိန်မှစ၍အခြေအနေမြို့တို့ရှေ့ဆက်မြို့ကိုမူပြောဖို့ခက်ခဲပါတယ်။မြန်မာမှာအတူရောင်ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်းမှာ ကြားဖြတ်လုပ်ငန်းတွေထပ်မံပေါ်ပေါက်လာအောင်မည်လားဆက်လက်ပြီးပဲခူးတိုင်းစစ်စင်ရေးတိုက်ပွဲများတွင်စစ်တပ်မှစေဦးတည်ဆုံးပြီးလက်နက်ခဲယံများတင်စီရရှိတယ်ဆိုတဲ့တွင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ပဲခူးတိုင်းစစ်စင်ရေးတိုက်ပွဲများတွင်စစ်တပ်မှစေဦးတည်ဆုံးပြီးလက်နက်ခဲယံများတင်စီရရှိကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ်နှစ်စစ်စင်ရေးနယ်မြေကသတင်းထုတ်ပြန်ပါတယ် နိုဝင်ဘာလ23ရက်နေ့နှစ်နှစ်ပိုင်းပဲခူးတိုင်းတာယာဝတီခရိုင်ဂျိုးပင်ကောင်းမြို့အဝင်းစစ်တပ်ကိတ်စခန်းကိုဖိသူကောက်ွယ်ရေးတပ်မတော်အမတ်နှစ်စစ်စင်ရေးနေပြီးပဲခူးတိုင်းစစ်ဌာနဖြူဟာ၂၂အမတ်3800နှစ်တည်ရင်တက်ခွဲလီကတိုက်ခိုက်ခဲ့ရာစစ်တပ်ကိတ်စခန်းမှဒူရဲအုပ်ကျော်စင်ထုံးအပါဝင်အကြံဖတ်စစ်သား5ဦးနေရာတွင်သေဆုံးခဲ့ကြောင်းစစ်သား2ဦးထပ်မံထိခိုက်ဒဏ်ရာများရရှိကာ၎င်းတို့ကိုင်ဆောင်အုံပြုသည့်လက်နက်ခဲယံများကိုသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါသည် ထို့ပြင်နိုဝင်ဘာလ23ရက်နေ့ဘက်ကိုတိုင်းပေါင်းတယ်မြို့နယ်မှတ်တိုင်နေမြေရဲစခန်းမှကြောက်ကြီးတောင်အထိုင်တက်စခန်းတို့အင်အားဖြည့်တင်ရန်စစ်သား30ခန့်တင်ဆောင်လာသည့်ဖော်ကားကိုလည်းအမှတ်နှစ်စစ်စင်ရေးနေမြေဘက်ကိုတိုင်းစစ်ဌာနဗျူဟာ23အမှတ်3601တက်ရင်တက်ခွဲငါကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အလားတူနိုဝင်ဘာလ22ရက်နေ့တွင်လည်း ပဲခူးတိုင်းတာယာဝတီခရိုင်ဇီကုန်းမြို့နယ် KTB တခုတွင်တောက်ဆာမူယူနေသည့်အကြံဖတ်စစ်တပ်လက်အောက်ခံရဲနှင့်ပြည်သူစစ်တပ်ဖွဲ့ဝင်များကိုအမှတ်နှစ်စစ်စင်ရေးနေပြီးပဲခူးတိုင်းစစ်ဌာနဖြူဟာနဆက်နှင့်အမှတ်3800တက်ရင်ကစီးနင်းတိုက်ခိုက်ခဲ့ရာအကြံဖတ်စစ်တပ်လက်အောက်ခံရဲနှင့်ပြည်သူစစ်တပ်ဖွဲ့ဝင်5ဦးသေဆုံးခဲ့ပြီးလက်နက်တချို့ကိုလည်းတင်စီရရှိခဲ့ပါသည်